ားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဆိုင်းစီယာထိတ်တင်မြင်ရေးသားထားတဲ့ရွှေဘုံမကြီးနဲ့စကိုင်းမင်းသားဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါဦးရှင်ရွှေဘုံမကြီးနဲ့စကိုင်းမင်းသားအခောက်ကနတရောင်အရွက်ကညတောင်မောင်ငနေညူကနေခဲချင်းနှွယ်ခဲချင်းကုံအဘိုးကဝါပြေအညာကရွှေရွှေပင်ချေလက်စိမေးမချေမေးမလားယူပနေကင် တနာပွင့်နဲ့တင့်တဲ့ချမ်းမြေတရေပဲမှွေဖို့အိမ်ကျစ်တဲ့မှကိုဒီစပုံးမှာလူတို့ယောဂအပြားပြားလဲသူလာရင်လွင့်ပြောက်ကင်းနေရတဲ့မိမိအုပ်ကက်မကြီးမြတ်တွင်မှရာဇမတ်ဝတ်ပိုက်ကပြေးဆိုင်ပြီးလျင်နန်းထိုင်နန်းတော်ရွှေချင်းလုံးပြောင်ပြောင်ရွှေတိုင်းနဲ့ဆောင်းလေကြဂုံးပေါင်မကြီးနတ်ဩဇာနိပါဖို့ကတဲ့ဆိုင်ပြိုဘယ်မကြီးတိုးမလဲ အကျိုးမရှိတကိုးနှစ်ပြီးရောမီဇာတိရွှေဘိုမကြီးလို့ဆိုလျင်ပဲအချိုးတကာမချိုးတာပြီးမို့ခွေရမရအုံးနေလို့ခြာရသည်ရှီဩဃာတာဝန္တနာနိမိယကံမှရွှေဘိုမကြီးအချင်းဇောင်းဦးဤငွေနေဘိုးတို့သည်တပွေပွေနဲ့ပွင့်ကြတယ်လေလူလင်ကပလဲဟုအလားတို့ကိုကြည်စဲကားစာပြုချင်းဖြစ်တယ်။လင်းနဲ့မောင်မအချင်းပန်းပွေသူဖြစ်တယ်။သူဤမှုရမ်းမှုနဲ့ အကစားကြံမှုကြောင့်ပင်ထင်ရတယ်။အရင်ဆန်းသည့်ခင်းနှန်းရှိဝေးဝင်းနှင်းဆိုအချို့မှာမြင်မွေးရပါတော့ကျွေဝေးကကြာရှာကြရတယ်။အာကာတခွင်မှာနေ့ပညာနဲ့တော့ကလည်းတန်ဆုချီကတွေ့ရတယ်တင်းရတယ်မိတို့လည်းစာနီးဟိုပညာသည့်အလားတပွားပွားနဲ့သက်စင်းကြသည်မှာလောကတပြင်ဝင်ဖြူလွင်သောအရာဖြင့်ခွမ်းမိုးရွတ်ပင်သွားလေတော့တယ်ကိုရင်ချီ အဖန်အိုးကိုမြင်မြန်ဆူအောင်မိထိုးတော်ဆူတော့မှာဟာမင်းနောက်ရကျုပ်လည်းမိဖို့နားမှာမိလို့ရင်ထင်မိထိုးရတာပဲရွှေဖို့အရှိပဲလေးမိုင်ကန်အကွာမကြီးတော့လန်ရှင်စနင်းမောင်နှံတို့ဤလေထင်းမှာစကားတန်မကြီးပင် အပြိုအိုတို့မှာကမုံမုံမမတ်နဲ့စိတ်စိတ်ဆူဆူရှိကြတယ်တချို့မှလည်းအော့အော့ဝိုင်းဝိုင်းပေါလျက်တဘာဝအလားကို ဖန်တီးကနေကြတယ်မကြီးအချို့ပင်များတွင် အသေးများပြုတ်ခဲစွာတည်ကြတယ်။မကြီးအချင်းပင်များ၌လည်းထိုနည်းအတူခဲခဲလို့တည်ကြတယ်။အချင်းသေးများသည် အချင်းတကာတို့တွင်ပိုးဆွဲတယ်။ရှားပင်ကွေးမတန်။ဗဇက်ကိုစက်ကနေဟက်ကနေမိသွောအောင်ချင်းနေ။အချို့သေးများသည် အချို့မှာအပြိုနှင့်မလဲနိုင်အောင်ချိုးတယ်။အသေးပေါ်စွဲလာအောင်ချိုးတယ်။ရွှေဘိုမကြီးကိုရေးကြည့်လျင်တိမြင်ဟုဆိုရိုးစကားရှိတယ်။ဆိုရင်လည်းအဖမ်းချောက်ခတ်တော့ ကိုကြီးချစ်ရေနေရလဲကုတီမဖွဲသေးဘူးလေအေးကလည်းတိုက်သိတ်လည်းချမ်းတာပဲမိဖို့လည်းထင်းမြများထို့တော်အေးပါဟဟဟကြုံမိတွန်းနေပါတယ်မင်းတော်ကြီးစပေါ်ထဲကထမင်းကြံလဲယူခဲ့ဟိအဖန်နဲ့တောက်ရအောင်ဟုတ်လားကိုရင်ချင်းမနွားတင်းကောမိဖို့နာမှာမိလုံလျက်ပြောလိုက်တယ်မင်းတော်လည်းအဖန်ပကံလုံးများနဲ့ထမင်းကြံဘန်းကိုယူကတဲပေါ်မှာဆင်းရွေလာတယ် ကိုရင်ချစ်ရဲ့ဒီနေ့တိုက်နှင်းတွေကြတာပဲနေရာကိုလည်းနှင်းတို့ကြတဲ့ဟာနည်းနည်းမြင်ရတယ်နော်မင်းနောက်တည်စကားပြောရင် ကိုရင်ချစ်ဘက်သို့လှမ်းရွှေပကံများပေါ်ပေးပြီးနောက်ဘက်သို့လှည့်ရွှေကြည့်လိုက်တယ်ကိုရင်ချစ်ဟိုမှာကြည်စမ်းကြည်စမ်းမြင်းသုံးစီဒုံဆိုင်လာနေတယ်နင်းထဲမှာမဲခနဲမဲခနဲတာမြင်လိုက်ရတာပဲအေးဟာဟုတ်တယ်ကိုရင်ချစ်ဒီမတန်ရရွေကြည်ကားပြောတယ် ကျုပ်တို့တင်းစီကိုဥတီလာနေတဲ့တော့ရေ။ဩဒီဥစ္စာကျုပ်သိပြီမင်းနောင်းရေ။တခြားအဆန်မဟုတ်ဘူး။ဘိုးချွေဘော်တို့ထင်နေ။စကိုင်းကိုတော်လေးနဲ့လာကြတာဖြစ်ရမှာ။သူတို့အရင်နှစ်ကခဏခဏတို့စီလာကြတယ်။ဟုတ်တယ်ကိုရင်ကြည့်ရေ။သူတို့နဲ့တူတယ်။မောင်ချင်းနဲ့မင်းနောင်းတို့မှနင်းတွေဝေးဝေးအကြားမှာရင်သုံးစီအလာကိုစောင့်ရရနေကြတယ်။ရင်သုံးစီတွင် စီလာသူများကတာမန်အချားလူများမဟုတ်ပေ။ အလဲမြင့်နိုင်စိတ်လာသူမှာဘိုးတော်ဖရာအိမ်မြေတော်စကိုင်းမျိုးစကိုင်းမင်းသားဖြစ်တယ်။ရှေးဆုံးမှာမြင်းစည်းလာသူကအိမ်ရှိမင်းအီလူယုံတော်ဘိုးရွှေဘော်ဖြစ်တယ်။ကြံတအုံးမှာ စကိုင်းကိုတော်လေးအီမြေကျွန်းတော်ငပေတိုးဖြစ်တယ်။တခင်ကျွန်းသုံးဦးမကြီးတုံးမှာမောင်ချစ်တို့အီတဲ့တဲ့အနည်းတို့အကြမေပင်ရောက်လာကြတယ်။ဟဲ့မောင်ရင်ချစ်တို့မင်းနှောင်းတို့ရှိကြဘူးလားဟာ။အော်ဘိုးရွှေဘော်အတန်းနဲ့တူတယ်ကိုရင်ချစ် တဲတဲကွယ်ကွယ်လူကိုလည်းမမီရဘူးအတန်ပြုတ်လိုက်ပါတော့မင်းနောက်ကပြောတယ်ရှိပါတယ်ဗျာကိုရင်ချစ်ဤထူးတန်ဆုံးတည်နေတပြန်နေစပါတော့အတွင်မှဘွားကနေမြင်းတုံးစီပေါ်လာကြတယ်နောက်တဲရှိတွင်ရက်ကြပြီမြင်းများကိုမတီးကိုများစီတို့ဆွဲလာကြတယ်မောင်ရချစ်နဲ့မင်းနောက်တို့လည်းစကိုင်းကိုတော်လေးပါလာကြောင်းတွေ့မြင်လျင်လင်မယားနှစ်ယောက်စလုံးတဲအတွင်မိဖို့နားမှာ ဒူးထောက်၍လက်အုပ်ချီကခါးစားနေကြတယ်။ကိုရင်ချင်းမဟုတ်လား။သကိုင်းမင်းသားကိုရော်လေးကနှုတ်ခုံးဆက်မိတ်လိုက်တယ်။မှန်ပါ။ကျွန်တော်မျိုးတို့ကိုရော်တို့ကြွားချီလာတာကိုမြင်ကလေးကအယံတဲ့စောင့်မျှော်နေလျက်ပါဗျာ။ကိုရင်ချင်းကရှ िख ိုးတန်တော်ဦးတင်နေ။ကိုရင်ချင်းတို့ဇနီးမောင်နဲ့ရန်ကန်တာလို့မကြတယ်မှတ်တယ်။ကိုရော်လေးဖရားရဲ့ဘုန်းတော်မြစ်တာတော်ကြောင့် ျွန်တော်မျိုးတို့ကျမ်းမာကျမ်းသာကြတော့မှာဖေ။အေးဝမ်းသာတဗျာ။ကိုတော်ဖေ။ကျွန်တော်မျိုးတို့ရဲ့တဲအစင်မော်ကြွပီးဆန်းအောင်မူပါဗျာ။ဟဲ့ကိုရင်ချင်းကိုတော်လေးတို့အခုလာတာပျော်ပျော်ပါပါနဲ့လွတ်လွတ်လပ်လပ်နေရအောင်လာခဲ့တာ။ဘာမှထွေထူးထူးခင်းကျင်းဖို့မလိုဘူး။ဟောဒီမိဖို့နားမှာမိလုံနေကြတာပေါ့။ရွှေနန်းတော်ကြီးမှာမဟုတ်တာ။လေတော့ကိုရောက်တဲ့အခါလေတော့ရဲ့တဘာဝကိုလက်ရမယ်။မှန်ပါဗျာ ဘွေရွှေဘော်နှင့်ငေကျွန်းတော်ငပေတို့တို့သည်မြင်းများကိုတင်းကုန်တိုင်များတွင်အတီတီဝင်ရောက်ချင်အောင်၍မိဖို့တွင်ဝိုင်းတိုက်ကမိတော်နေတယ်။ကဲမင်းနာရောကိုရင်ချစ်ရောလွတ်လွတ်လပ်လပ်ရဲရဲတင်းတင်းသာစကားစမီပြောကြပေါ့။ကိုတော်လေးတို့တခါတည်းလာရတာပျော်ပျော်ပါပါနှိမ့်ချင်တယ်။ဟုတ်တယ်မဟုတ်လားကိုရင်ချစ်ရဲ့။မှန်ပါဗျာ။မင်းနောင်းနဲ့ကိုရင်ချစ်မှာစကိုင်းကိုတော်လေးကိုအုတ်ချပြီးမိဖို့နားမှာနှစ်ယောက်လုံးထားကြတယ်။ မဲနှောင်းမှာတဲစပိုစားတို့သွားတယ်။ကိုရဲ့ချစ်လက်ထင်းမိထက်ရွေထက်ရန်ထင်းတို့များကိုယူကမိဖို့ရဲတို့ထိုးနေတယ်။အေးလေအေးချမ်းလေချမ်းနေ။နှွေးသွားအောင် အဖန်တောက်တော်မူပါဖရာ။ကိုရဲ့ချစ်ကရှောက်ထားလိုက်တယ်။အေးအေးကိုတော်လေးကဥဖောက်နှိမ့်ကမေးကြတယ်။ဟာကိုရဲ့ချစ်အတော်ပဲဗျို့။ဓမင်းကြံတွေတွေ့နေပြီ။စားနေတာနဲ့တော့တိုးနေတာပဲ။နောက်ထပ်ရှိသေးလား။ဘိုးရွှေဘောကပြောတယ် ေးဟဲ့နာပဲကိုရော်လေးလည်းစာနေတာနဲ့အတော်ပဲမိုးရွှေရဲ့မှန်ပါကိုရော်လေးပွဲတော်စာအတွက်ကိုရီချစ်ကတက်တက်စီစဉ်ပေးပါလိမ့်မယ်ဖေဟာမိုးရွှေရဲ့ဘာထူးထူးပြပြလုံနေရမတော့မနစ်ကပွဲတော်စာအတိုင်းပေါ်ကိုရော်လေးရဲ့မနစ်ကပွဲတော်စာကိုကျွန်တော်မျိုးမှတ်မှတ်မိတော့ဘူးဖေဟာတဲခက်တဲ့မိုးရွှေပဲကဲငယ်ကျွန်တော်ကြီးကမမေပြောပြလိုက်စမ်းပါဗျာ မမေကြောင့်ပါဗျာငယ်ကျော်တော်ကြီးကတင်းလျှောက်ပြီးဆက်လက်၍လွန်ခဲ့သည့်နှစ်ကပွဲတော်စားအကြောင်းကိုပြောပြလေတယ်ဘိုးရွှေရဲ့တိလို့ဗျာအခုမြင်တဲ့ထမင်းကြံမျိုးနဲ့အကြီးသေးတောင်းကို ပွဲတော်တဲ့တယ်ပြီးတော့အဖက်တောက်တာကို ကိုတော်လေးကမနစ်ကပွဲတော်စားလို့မင်းတော်မူလာပေါ့ဗျာဩဒါများကိုတော်လေးရဲ့စောစောကမင်းရောပေါ့ဗျာဘိုးရွှေဘောကရှောက်ထားလိုက်တယ်ဒါပေါ့ဘိုးရွှေရဲ့ ိုရော်လေးဖရားတားကြောင့်ဒီကိုအခုမနဲ့ဘိုးရွှေနဲ့ငယ်ကျွန်တော်ကြီးခေါ်ပြီးလာတာစကိုင်းမင်းသားကမေးကြတယ်ကျွန်တော်မျိုးဒီမကြီးတော်ဘက်ကိုရွှေဆက်တော်လှည့်ကလေးကဒီပွဲတော်စားကိုပွဲတော်တယ်မယ်လို့ကြွတာပဲဆိုတာကျွန်တော်မျိုးကြိုတင်ပြီးသိထားပါတယ်ဖရားဒါတော့လေငယ်ကျွန်တော်ကြီးရိတ်မိတာကိုမှန်ပါဖရားဟဲ့မဲနောင်းရောဖရားတဲစဖို့ဆောင်တွေကခစားလေးရပါ ကိုတော်လေးစေတဲ့အတိုင်းပွဲတော်ပြင်းစံမှန်ပါအမိန်တော်မြတ်အတိုင်းဆောင်ရွက်ပါမယ်ဖေဟာမကြည်တီစိန်အချင်းသီးကို အောက်ပြေကတမင်းငပိရဲ့ပြီးတော့ဆက်သီးကလေးနင်းနေရရောပြီးထားဒီမကြည်တီတောင်းနဲ့ထမင်းချံပေါ်ပွဲတော်တဲလို့တဲ့မေနောက်ရဲ့မှန်ပါကိုတော်လေးရဲ့အလိုကိုပြည့်စေပါမယ်ဖေဟာမေနောက်ကတန်တော်ဦးတင်လိုက်တယ်မေနောက်ဒီမကြည်တီစိန်အချင်းသီးကိုတမင်းငပိပေါ့ စက်တီညာနဲ့ကြောရွေထောင်းနေထောင်းပေးလျင် ပကြီးတီတောင်းကိုညာစိမ့်တော်ခွက်တွင်ထဲတယ်ညာစိမ့်တော်ခွဲဆိုသည်မှာငပြောဘက်ကိုဖြစ်စေအခြားဖဲ့ရွက်ကြီးများကိုဖြစ်စေတန်ရှင်းစွာရေမိုးစေးကြောကပကံပုံဖြစ်အောင်နှီးကလေးများဖြင့်ပြုလို့ရတယ်အထူးသဖြင့်ငပြောဘယ်များကိုသာညာစိမ့်တော်ခွဲလုံးလေးရှိတယ်ညာစိမ့်တော်ခွဲကိုမပြုလုံးတက်လျက်လဲဖဲ့ရွက်ကိုသုံးရွက်ထပ်ရွက် ရင်းအပေါ်တွင် ပွဲတော်စားကိုတင်ထည့်ရတယ်။အချို့လည်းကျေးတော်မျိုး၊ကျွန်တော်မျိုးတို့စားသုံးသော ပကံခွက်ရောင်များပေါ်တွင်ညစိမ့်ခွက်များကိုခင်း၍ပွဲတော်စားများကိုတဲရတယ်။ကြီးကြီးတော်တောက်ရံအတွက်ကုန်မူညစိမ့်ရဲ့တန်တန်ကိုကတော်ပြုတ်လို့၍ထားရတယ်။မင်းနောင်သည်ထမီးကြံကိုလည်းရုံးခွက်အပေါ်တွင်ညာစိမ့်ရွက်ကိုဖျက်ခင်း၍ထဲ့တယ်။ပြီးလည်ရင်ထမေးကြံနှင့်မကြီးချင်း ။ညပီတောင်းကိုမီးလုံနေသောစကိုင်းကိုတော်လေးထံသို့ယူသွားတယ်။ကိုတော်လေးဗျာ။ပွဲတော်ဆက်ပါပြီ။ဟေးမင်းတို့ရဲ့မျက်လာကြည်လား။မှန်ပါ။အမြန်ဆုံးပွဲတော်ပြင်လိုက်တာပါဗျာ။ပြီးတော့ကိုတော်လေးတောက်တော်မူဖို့အဖန်ရဲ့တောက်ခွဲမရှိဘူးဗျာ။ညစိမ့်ခွက်တော်နဲ့ဆိုရင်လေအဖန်ရဲ့ကပူလို့မဖြစ်ပါဗျာ။ဟာကိစ္စမရှိဘူးမင်းသား။ကိုရင်ချစ်တို့တောက်နေတဲ့ အဖန်ခွက်တော်နဲ့ပဲတောက်တော်မူမယ်။မှန်ပါဗျာ။မင်းနှောင်းသည်မိမိယူဆောင်လာသောထမဲကြံနှင့်မကြည်တီတောင်ထက်ထားသည့်ညာစိခွက်တော်များကိုစကိုင်းကိုတော်လေးအနာရှိ အဖန်ရေစပွဲခုတ်ကလေးပေါ်သို့တင်လိုက်တဲ့နောက်ဦးချ၍တဲဆင့်ပေါ်ရှိစပိုခန်းသို့ပြန်ဝင်သွားတယ်။စကိုင်းမင်းသားလည်းမင်းနှောင်းဆက်တာတော့ပွဲတော်စားကိုစား၍သုံးဆောင်တော်မူတယ်။ ကိုရော်လေးဖះနဲ့မကြီးသည်အချင်းသည်မှာပွဲတော်တဲတယ်။အချိုသည်များပွဲတော်တဲရောပေါ့ဖះ။ဒီမကြီးချိုသည်ကတိတ်ချိုတာဖះ။အချိုမှာတော့အပြိုနဲ့မလဲဘူးလို့တော့ဆိုကြတယ်။ဘိုးရွှေဘော်ကတန်တော်ဦးတင်လိုက်တယ်။တင်ဆိုတဲ့စာပါလားဘိုးရွှေရဲ့။ဘိုးရွှေကကိုတော်လေးကိုချင်းကျိုက်လို့မိုက်တက်တယ်လို့ဆိုတာမျိုးပေါ့ပြောချင်တာမဟုတ်လားဗျ။မဝင်ပါဘူးဖះ။ဘိုးရွှေရဲ့ကိုတော်လေးရဲ့အယူဆက ရှင်စားသူဟာလူလိမ်ပါလို့စွတ်ခြင်းနဲ့ဗျကိုတော်လေးရဲ့စားကလည်းတင်ဆိုပါလားဗျာကိုတော်လေးပွဲတော်တဲရင်မဲဒီတိတ်ပဲပေါ်ရှင်လင်းမိကြတော်မူပါအောင်ဗျာဒီလိုဘိုးရွှေရဲ့စေချဲများမှာတော့အချင်းဟာ အစာကိုကြည်စေတတ်တယ်နှုတ်ကိုမင်းစေတတ်တယ်သွေတဲချေတလဲတွေကို ပြည့်စေတယ်ကြည်လွယ်စေတယ်ပြီးတော့လေဦးနိုင်တဲ့အစီဩစာရှိတယ်အတန်ကို ကောင်းစေတတ်တယ်ဝိုင်းချုပ်တာကိုပျောက်စေတယ် ဒါပေမဲ့လူတော့ပိတ်တတ်တယ်လို့အဆိုရှိတယ်။ဒါကြောင့်ကိုရော်လေးကခြင်စားသူလူလိမ်မာလို့မိန့်ကျင်တာ။အော်ကိုရော်လေးကကြမ်းကန်နဲ့ညှိနှိုင်းပြတာကိုကျွန်တော်မျိုးတို့ကတော့အခု ကိုရော်လေးအမိန်ရှိမှာပဲကြားဖို့ပါတယ်ဖေဟာ။ဘိုးရွှေဘော်ဒီစကိုင်းမင်းသားပွဲတော်တဲ့နေဒီကိုကြည်လျက်တန်တော်ဦးတင်လိုက်တယ်။စကိုင်းမင်းသားဒီအကြီးတီတောင်းနဲ့ဓမင်းကျန်ကိုမြင်းရှက်စွာပွဲတော်တဲ့လျက်နေတယ်။ အဖန်ရေကိုတလဲထမင်းချံကိုတလဲပွဲတော်တက်ပြီးနောက်ဆုံးမှမကြည်သီးတောင်းကိုပါဇက်တွင်းတို့ရွှေရွှေပွဲတော်တက်နေလေတဲ့ဘိုးရွှေဘောနဲ့မေကျော်တော်တို့လည်းထမင်းချံဖြစ်အဖန်ရေတို့ကိုစားတော့လေမိဖို့ထားရန်ရှိနေကြတယ်စကိုင်းဝင်းသားသည်အနားမှနေသူများအားကြ၍ပါဇက်ပြင်လာလောက်အောင်ပင်ရင်းရှင်းစွာ ပွဲတော်တက်လျက်နေတယ်ကိုတော်လေးကိုကျွန်တော်မျိုးမေးလျှောက်ပြစေဖျားဘာလဲမေကျော်တော်ကြီးရဲ့ တန်တော်ဦးတင်စမ်းပါဗျာကိုတော်လေးရွှေနန်းတော်မှအမျိုးမျိုးသောဟင်းလျာတွေနဲ့ပွဲတော်တင်နေရတာထက်ဒီမကြီးသီးတောင်းနဲ့မှဘာပြုလို့ပွဲတော်တဲကျင်ရတာလဲဖေဟာပြီးတော့မကြီးသီးပေါ်ချိန်တိုင်းကြွလာရတာဒုက္ခလည်းများသေးတယ်ဟုတ်လားဖေဟာဩငယ်ကျွန်တော်ချင်းနဲ့ပြမဖြစ်ရလေတယ်ကွယ်ကိုတော်လေးပွဲတော်တဲတတ်တဲ့အစာလေးများကိုလွတ်လွတ်လပ်လပ်ပွဲတော်တဲပြရစီလားငယ်ကျွန်တော်ချင်းရဲ့ မပိတ်ပေကြစမ်းမှနဲ့ကွာ ကိုတော်လေးကိုအကြောင်းအဖြစ်သာရှောက်ထားတာပါခရာကိုတော်လေးကြိုက်တတ်တာကိုတော့သဘောအတိုင်းသာပွဲတော်တဲတော်မူပါခရာငယ်ကျွန်တော်ကြိလေအဖက်ရေခွက်ကိုရှူတော့ကမိလုံလေးရဲ့ပင်နေလေတော်တယ်ရွှေဘုံမကြီးနဲ့စကိုင်းမင်းသာဆိုတဲ့ဝတ္ထုတို့လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်နားစင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်